အာရခတက်တော် AA ဟာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုင်းရှောင်းစင်နဲ့မင်းပြေမိုးလေဝါသရေဒါစခန်းကိုကာကွယ်ထားတဲ့ကာကင်စခန်းကုန်းတွေကိုမနေ့ကထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့အပိသက်သိမ်းပါလိုက်နိုင်တယ်လို့သိရပါတယ်။စစ်တပ်ကနေလက်နက်ကြီး drone တွေအပါအဝင် လေကြောင်းပစ်ကူရေကြောင်းပစ်ကူတွေနဲ့အင်အားအလုံးစုံသုံးပြီးအပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက် ဆုတ်ခွာပေးခဲ့ရတဲ့တိုင်းရှောင်းနဲ့မင်းပြင်ကြေးရွာတွေကိုအေအေကပြန်လည်တိုက်ခိုက်နေရမှာအခုလိုကာကင်းစခန်းကုန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာလို့မြေပြင်သတင်းရင်းမြစ်တယောက်ကနရင်စရာကိုပြောပါရယ်အရခတက်တော် EA ဟာမနေ့ကဒီဇင်ဘာလ10ရက်နေ့ကလျှက်တပြက်ထုစစ်စင်တိုက်ခိုက်ပြီးတဲ့နောက်ကာကင်းစခန်းတချို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်တပ်ကတော့အကြဆုံးများစွာနဲ့ပဲနှောက်ဆုတ်သွားခဲ့ရတယ်လို့သိရပါရယ်အလောင်းတချို့နဲ့လက်နက် KN တချို့ကိုလည်း EA ကသိမ်းပိုက်ရရှိထားတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကဆက်ပြောပါရယ် ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတိုင်းရှောင်းနဲ့မင်းပြင်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းကိုအေအေကကြားဖြတ်တိုက်ခိုက်တဲ့အတွက်စစ်တပ်ဘက်ကအကြဆုံးများခဲ့ပြီးဖျို့ဖျဲထွက်ပြေးခဲ့ကြရတယ်လို့တောက်ဖြူဒေသခံတွေကပြောကြပါရယ်အခုလိုတိုင်းရှောင်းနဲ့မင်းပြင်းကာကင်းစခန်းတွေကိုအေအေကသိမ်းပိုက်ရရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အေအေကတစုံတရာသတင်းထုတ်ပြန်တာမျိုးမရှိသေးတာကြောင့်သီရှာအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရှင်